အားလုံးပဲမင်္ဂလာပါဗျဆလီနာကန်ဒီလေးကျွန်တော်ပြောပြပေးမယ်ဗျဆလီနာမကန်တက်သေးတဲ့လူတွေဘလိုတွေဗီဒီယိုလေးကိုစောင့်အောင်ကြည့်သွားပြပါဗျဆလီနာကန်တက်ပြီးဆလီနာဘလိုလူဖြစ်ပြီးတော့အမရန်နေလည်းအများကြီးတက်ကြပါလိမ့်ဗျဒါဆိုရင်ဆလီနာကိုဘယ်ဟန်ဘလိုဆက်ကန်ရမယ်ဆိုကျွန်တော်ပြောပြမယ်ဗျပထမဆုံးအနေနဲ့ဆလီနာရဲ့ scale 1ကိုရင်ပြောပြမယ်ဗျ scale 1ကရန်သူကိုထိပြီးဆိုလို့ရှိရင် slow effect ပေးမယ်ခေါင်းပေါ်မှာအမှတ်တမှန်မှတ်မယ် လိုအပ်ဖတ်ပြီးမယ်ခေါင်းမအမှတ်တမှတ်မှတ်မယ်ထားကိုက်လိုက်တဲ့အချိန်မှာအမှတ်ကနှစ်မှတ်မှတ်သွားမယ်ဗျာဟိုလည်းကျွန်တော်ပြန်ပြမယ်ဗျာသူ့ကိုထိပြီးဆိုလို့ရှိရင်စလိုအပ်ဖတ်ပြီးမယ်ခေါင်းပေါ်မှာအမှတ်တစ်ခုမှတ်မယ်ထားကိုက်တဲ့အချိန်မှာအမှတ်ကနှစ်ခုပြည့်သွားတယ်ဗျာစကေး1ကတော့ဒါပါပဲဗျာစကေး2ကိုပြပြမယ်ဗျာစကေး2ကတော့ပြလိုက်လို့ရှိရင်စတန်းဖြစ်မယ်ခေါင်းပေါ်မှာအမှတ်တစ်ခုမှတ်မယ် ဝေးရင်စကေးတူကပို့ပြီးတော့ကြာတယ်နော်စတန်းကြာတယ်ကဝေးခေါင်းမမှာအမှတ်တစ်ခုပဲမှတ်မှာဖြစ်ပါတယ်ကဲဒါပေမဲ့ကိုကသူ့ကိုပြလို့ထိပါတဲ့အချိန်မှာသူစတန်းဖြစ်နေချိန်ကိုကမုံမဆူပြီးရပါတယ်ကြညံပါတယ်ကြကိုပြလိုက်လို့ထိပါတဲ့အချိန်မှာကိုကညံလာပါတယ်ကြစကေးတူကလည်းထားပါပဲကြအဲစကေးဝန်ကပုံမှန်တုံးလို့ရသေးလဲဆိုတော့စကေးဝန်ကချုံမိုးတွေထဲမှာဒီလိုထောင်ချောင်းတွေလိုက် ထောင်လာလို့ရတယ်နော်ဒါတွေသူတို့လည်းနင်းပြီးတဲ့အခါကျရင်သူတို့ ကိုမြင်နေရမှာပဲဖြစ်ပါတယ်ဗျာဘေးရှင်စစ်လို့ရတယ်ဗျာစကေးဝန်းကဒီလိုလဲတုံးလို့ရပါတယ်ဗျာနောက်ပြီးတော့ကိုမမျောလင့်နေတဲ့အချိန်ဒီတက်ခတ်ခံမှာကြောက်လို့ရှိရင်ဒီခြုံတွေထဲကိုဒီလိုမျိုးကိုမတင်ကြတဲ့ခြုံတွေထဲကိုစကေးတူးနဲ့ပြစ်ထည့်လို့ရတယ်အာအဲ့လိုမျိုးရှိအနီမီရှိနေသူ့လေဘေးမှာတဆွတ်နေအောင်စကေးဝါအာစကေးတူကအဲ့လိုလဲခြုံစစ်လို့ရပါတယ်ဗျစကေးတူကတော့ဒါပါပဲဗျဟမ် ဓာမေးလည်းထိပါတယ်စတန်လည်းမိပါတယ်အမှတ်တစ်ခုလည်းမှတ်မှာဖြစ်ပါတယ်စကေတူကโอเคဒါပါပဲဗျအဲ့ဒါဆိုရင်အာရီမိတ်ကြောင့်ပြောပြမယ်ဗျအာရီမိတ်ကဖောင်ကျောင်းလိုက်တဲ့အခါလူဝဲမြန်သွားမှဖြစ်ပါတယ်ပုံစံလေးပြောင်းသွားမယ်ဗျအာရီမိတ်ရဲ့စကေ1ကတော့ဒီမှာဂျန်လူခေါ်အောက်တာဖြစ်ပါတယ်ခုံလို့ကုတ်လိုက်တာဗျာလက်တဲညော့ခေါင်းကိုလည်းတစ်ချက်ကုတ်လိုက်တာဖြစ်ပါတယ်ပြီးစကေ2ကတော့ဒတ်ဟိုဘက်ဒီဘက်ဖြတ်လို့ရတာပါစကေ2ကနေရာနေတော်ဖောက်လို့ရပါတယ်နော် နေရတော်တော်ထူထူကြီးတောင်ဖောက်လေးရဒီနေရကျွန်တော်ဖောက်ပြရမယ်တဲ့ဖောက်လို့ရတယ်ဗျအကြည့်ဗျစကေးတူကတော်တော်တုံးဝင်ပါတယ်ဗျနော်ဓာမိလည်းရှိပါတယ်ဗျစကေးတူကဒါဆိုရင်တော့ဒါပါပဲဗျအားလုံးပေါင်းပြီးတော့ဘယ်လိုတုံးမလဲဆိုတော့ကျွန်တော်ပြမယ်ဗျဒီလိုပုံစံဆိုလို့ရှိရင်စကေးဝန်းအရင်ခြာရတော့အရှိမပတယ်ဗောနော်ပတယ်ဖြစ်နေတော့ရှိမှာဘယ်ဖြစ်တယ်ဆိုရင်ကိုကစကေးဝန်းအရင်ခြာရတော့ကိုလက်ချိန်ဗျ ညနေပြစ်ချင်တဲ့ကောင်ကိုပြီးထိချင်တဲ့ကောင်ချိန်ပဲဥမာဇီလောင်းပေါ့နော်အဲ့ကောင်ကြမ်းအဲ့ကောင်လိုက်တယ်အဲ့ကောင်ချိန်ပဲကောင်ချိန်တော့ကိုပြစ်လိုက်လို့ရှိရင်သူကစတန်မိနေမှာဖြစ်ပါတယ်စတန်မိတဲ့ချိန်ကရင်စကေးတူးနဲ့ပြီးကုန်လို့ရပါတယ်ကောင်အဲကျွန်တော်ကြရတယ်ရှိမှာပဲဖြစ်နေတဲ့အခါပုံစံမျိုးလေးဆိုရင်အဲ့လိုအရှိရအဆက်လေးစကေးဝန်းဝင်ချပြီးတော့ ဝက်ချင်တော့ပြကိုကြည့်ချင်တဲ့ကောင်သူချင်တော့ပြထဲလိုက်ရအဲ့ခါကျရင်သူ့ထိပါတဲ့ခါကျရင်လေးချက်ကုတ်လေးအဲလေးချက်တက်လို့ရမှာဖြစ်ပါတယ်အဲ့တကောင်ပြောက်ပါတယ်အဲ့လိုကုတ်လေးရပါတယ်ကအချင်းနေရပေါ်တော့လေးချက်လုံးကုတ်လို့မပြည့်ရင်လည်းနှစ်ချက်လောက်တိုက်ကုတ်ကြီးပြန်ထွက်လာခဲ့ပေါ့အိုင်တန်နေပါစုံတဲ့ခါကျရင်သူကဓမ္မီယာကိတ်ပါတယ်နော်အဲ့လိုကြီးကြာကြီးကုတ်ချက်မလို့ပါဘူးပြအဲ့ဆိုလို့ရှိရင် နောက်တစ်မျိုးနောက်တစ်ခုကကျတော့စကေးတူးကြည့်တဲ့လမ်းကြောင်းပေါ့ဟိုစကေးဝမ်းတခါတည်းချပြလိုက်တာဗျအဆက်မချတော့ဘူးနော်တခါတည်းထည့်ပြလိုက်တာလေအဲ့ပြနေလေးကျွန်တော်ပြပြမယ်ဗျအင်းတခါတည်းပါသွားတယ်ဗျအဲ့လိုအဲ့လိုပြစကေးတူးပေါ့စကေးဝမ်းတခါတည်းလိုက်ချပြလိုက်တယ်အဲ့ဘာဝင်ရှိပါအဲ့လိုအဲ့လိုပြတာကအဲ့လိုပြနည်းနည်းတော့ကျင့်ပြီးပါဒီကောင်ကနည်းနည်းပြရတယ်နည်းနည်းတော့ခက်တယ် ပြစ်တက်သွားရင်လည်းလွယ်သွားမှာပါအဲ့လိုမျိုးတောင်နေမြောက်တွေရှေ့နောက်တွေအကုန်ဘက်ဆုံးပါနော်အဲ့လိုပြစ်တက်အောင်လိုက်ပြီးကျင့်ထားပါဗျာလို့အဲ့ခါကျလို့ရှိရင်ပို့ပြီးတော့ကြွားမှာဖြစ်ပါလိမ့်မယ်โอเคဒါဆိုတော့ကုတ်ပြမယ်ဗျာနော်ပြစ်ပြီးဘယ်လိုကုတ်မလဲဆိုတော့ကုတ်ပြမယ်ဒါပဲအဲ့လိုပဲကုတ်ရရတယ်ဗျာဟိုအဲ့နှစ်ခွက်သုံးခွက်လောက်ဆိုဓာမင်းရတော့ဂိတ်နေပြီဗျာဆယ်လီနာ ဟိုကုတ်ပြရမယ်။ Come to the dark abyss. ဟောဘတ်ထားရလဲမြင်ရမယ်နော်။ဟိုနောက်ပိုင်းဆက်ပြီးမြင်ရမယ်။မကြည့်ကအဲ့လိုကုတ်ပြရရတယ်နော်။ဘယ်အဲ့လိုကုတ်တာလေးနည်းနည်းကျင်းလိုက်မယ်။နှားပြတာလေးနည်းနည်းကျင်းမယ်။ဒါဆိုလို့ရှိရင်တို့တို့ဆရီနာကိုကင်တတ်သွားပြီကွ။ပွဲထဲမှာတကျန်းလို့ရပြီနော်။ဒီလိုရတော့ဒါပါပဲကြ။ ဆုံးနည်းကြည့်ပေးတော့အများကြီးကျေးဇူးတင်ပါတယ်ဗျ။ကြိုက်နှစ်သက်တယ်ဆိုရင်တော့ like and subscribe တွေလည်းလုပ်သွားပေးပါဦးဗျ။ကျေးဇူးအများကြီးတင်ပါတယ်ဗျ။